ဒီနေ့အော်တိုဘာ16ရက်နေ့တရပီပါစမင်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။တန်အန်တမတော်တီအန်နယ်လေးထင်းချုပ်ထားတဲ့နမ်ဆန်မန်တုံမိုးမိတ်မိုင်းကုန်းနဲ့မိုးကုန်းမြို့တွေကိုအာနာသိန်းစကောင်စီတက်ကဒီနေ့အော်တိုဘာ16ရက်နေ့လယ်ပိုင်းမှာလေချောင်းကနေဘုံကျဲခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ဒီနေ့မွန်လယ်ပိုင်း7နာရီခွဲနဲ့တနာရီမိနစ်20အကြာမှာနမ်ဆန်မိုးမိတ်မိုင်းကုန်းနဲ့မန်တုံမြို့တွေကိုဘုံပတ်ကျဲသွားတာလို့သိရပါတယ်ရှင်။ပဲခူးတိုင်းလက်ပတန်းမြို့နယ်သရချောင်းကြီးရွာတိုက်ပွဲတွင်စစ်ကြောင်းပြတ်သွားတဲ့ စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးဒရုန်းအကြီးစားတစ်စီးထပ်မံသိမ်းဆည်းရရှိထားတယ်လို့တာယာဝတီဂလုံတပ်ဖွဲ့တာဝန်ရှိသူက People's Wing ကိုပြောပါတယ်။ဒီနေ့မနက်7:00နာရီခွဲလောက်မှာသိမ်းဆည်းရမိခဲ့တဲ့ဒရုန်းဟာတရက်ချောင်းမြို့အနောက်ဘက်မှာဆက်ချုပ်ရင်းပြီးပြက်ကျလာခဲ့တာလို့ဆိုပါတယ်ရှင်။မန္တလေးမြို့မှာဆန်ကယ်စီလာသူတူကိုအရက်ဝတ်တွေနဲ့လူလူစုကတားပြီးဖုန်းဆက်မယ်ဆိုကဖုန်းလူပြေးသွားတဲ့ဖြစ်စဉ်မနေ့ကအော်တိုဗာလာ16ရက်မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။ဖုန်းဆက်မယ်ဆိုလို့ဆန်ကယ်စီလာသူအမျိုးသားက သူရဲ့ iPhone 16ကိုပေးလိုက်တဲ့အချိန်မှာစစ်ဆေးသူတွေကဖုန်းကိုယူပြီးထွက်ပြေးသွားကြောင်းမျက်မြင်တွေ့လိုက်သူတွေကပြောပါတယ်ရှင်။စကိုင်းတိုင်းဝက်လက်မြွနဲ့ကြောက်ကုန်းရွာကိုစစ်ကောင်စစ်တပ်စစ်ကြောင်းထိုးလာပြီးဒေသခံပြည်သူ၁၁ယောက်ခန့်ကိုဖမ်းဆီးထားတယ်လို့ဝက်လက်မြွနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကထုတ်ပြန်ထားပါတယ်ရှင်။